ဟုတ်ကဲ့ပရိသတ်ကြီးဆန်ဦးဘလော့ကတင်ဆက်တော်မှာဖြစ်တဲ့အတွက်အားပေးကြပါအောင်ရှင်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။38ပြာမင်္ဂလာတရားတော်များမှယခုဒီကတင်ဆက်ပေးမှာကတော့မစ္စပါနာစတန်ယမောအရက်တေစာမတော့ချင်းဆိုတဲ့မင်္ဂလာအပိုင်း20ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မင်္ဂလာအပိုင်း20ကိုလည်းပုံမြင်ပုံစံတင်ဆက်ပေးမှာဖြစ်တဲ့အတွက်အားလုံးပဲကြည့်လိုက်ကြရအောင်။ တင်ဆက်ပေးမယ့်ပုံပြင်ရဲ့နာမည်လေးပြောပြပေးပါဦး။အချီနီသောပျော်ရွှင်မှုလို့ခေါ်ပါတယ်။ပုံပြင်လေးရဲ့အမည်ကတော့အချီနီသောပျော်ရွှင်မှုလို့အမည်ရပါတယ်။တခါတုန်းကမြို့ကြီးတစ်မြို့တွင် လူငယ်လေးတစ်ယောက်နေထိုင်ခဲ့ပါတယ်။သူ့ရဲ့နာမည်ကတော့မောင်သူဇနာလို့ခေါ်ပါတယ်။ငယ်ဝယ်တော်လဲအလုတ်ကိုစူးစမ်းလုကန်ခဲ့ခြင်းကြောင့်စီဝါရည်လဲပြည်နေ၍မိဘများ၏ချစ်ခင်ရာဆုံးတားတယောက်ဖြစ်ခဲ့သလို ူရဲအဖွဲ့အစည်းတွင်လည်းထင်ရှားသူတယောက်လည်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့မှာအန်ဆုံတင်းဝင်းများနဲ့မော်ရယ်မင်းသမီးတို့ရဲ့ဖြေပျော်နေတဲ့စားတော့ဆိုင်တို့သူငယ်ချင်းများက မောင်သူစနကိုနေစီနေတိုင်းပွားရန်လာခေါ်ကြပါတယ်။သာတော့ဆိုင်များတို့ရောက်တဲ့အခါမှာငငယ်ချင်းအပေါင်းအသင်းများမှမောင်သူစနကို ်မင်းလည်းအရင်ပြာတောက်ကြည့်ပါလားအနှဲငယ်ပဲတောက်တာပျော်သဘောလေးပါမတောက်ရင်ချင်းနောက်ကြမယ်အားလုံးပျော်နေကြတာမင်းကမတောက်တော့ကြောင်တက်တက်ကြီးဖြစ်နေမှာပေါ့လို့ပြောကြပါတယ်အဲဒီကမှမောင်သူစနားကြီးစိတ်ထဲတွင်စိတ်ပါလာသလိုဖြစ်လာခဲ့တော့လေရက်ွက်ထဲမှာဘာကြီးတယောက်ဤအတိတ်အကြောင်းလေးကိုတရိယာနေမိပါတယ်။ဘာကြီးကအရင်ကြောင့်စီးပွားပျက်စီးခဲ့သူ မိသားစုနဲ့ကွဲကွာခဲ့သူမျက်နှာငယ်ပြီးလူများရဲ့ထင်သေးချင်းခံခဲ့ရပြီးဆင်းရဲမွဲတည်တဲ့ဘဝကို ရောက်ခဲ့ရတာကိုမြင်အောင်မိခဲ့ပါတယ်။တရက်ကအပျော်ပေးတယ်လို့ထင်ရပေမဲ့နောက်ဆုံးမှအကျိုးမဲ့ပြီးဂုံတိတ်ခါပြဲ့ငွေကြေးပြဲ့ငင်းငဲမှုလည်းပြက်သည်ဟုမာကြီးတယောက်ကသတိပေးလိုက်တယ်လို့ပေါင်သူစနစဉ်းစားပြီးသူငယ်ချင်းများကို ပြန်ဖြေလိုက်ပါတယ်။သူငယ်ချင်းတို့ရေအရက်ကိုတောက်ခဲ့ရင်တစ်ချိန်လောက်ပဲပျော်နိုင်မယ်။ ဒါပေမဲ့နောက်ဆုံးမှာအကျိုးမဲ့အပျော်သာဖြစ်ပြီးငွေကိုပျက်စီးစေမယ်၊ဂုဏ်သိက္ခာကိုပျက်စီးစေမယ်၊မိသားစုကိုစိုးရိမ်စေမယ်။ဒါလည်းဒီလမ်းကိုမသွားကျင်ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီခါကျမှသူငယ်ချင်းများကမောင်သူစရာကိုမခေါ်တော့ဘဲသူတို့ကံသွားမြဲသွားကြပါတယ်။နင်ပေါင်းများစွာကြာလာတော့အရက်တော့သူငယ်ချင်းတို့ဟာရူပံဝန်းကျင်တွင်မျက်နှာငယ်ရာချင်းမိသားစုစီဝါရေးမပြေလည်ချင်းဂုဏ်သိက္ခာတွေကြာစင်းချင်းတွေ ဖြစ်လာခဲ့ပါတယ်။ မန်ကေပြောင်းရမယ့်လူများသည်ဝိုခဲ့ကြရပါတယ်။မောင်သူကနာကတော့စေဝါရဲ့အောင်မြင်လာပြီးမိသားစုရဲ့ငြိမ်းချမ်းစွာနေထိုင်၍လူမှုအတိုင်းဝိုင်းကလည်းကျိုးမဲ့အပြုံမှလွတ်မြောက်သူတို့ချီးကျူးခဲ့ကြပါတယ်။ဒီပုံမြင်လေးရဲ့တင်ကန်းစာကတော့အရက်သေးသာတောက်ချင်းဒီအချိန်ပိုင်းအပြော်ပဲပေးတော်လဲနောက်ဆုံးမှအကျိုးမဲ့အပြော်ဖြစ်သွားနိုင်တယ်ဆိုတဲ့အကြောင်းမှတ်သားလိုက်နာနိုင်ရန်တင်ပြလိုက်ရပါတယ်ခင်ဗျာ